ဒီရက်ပိုင်းအတွင်းတရုတ်မြန်မာနယ်စပ်မူဆယ်ဘက်မှာစံအယောင်းဝယ်တွေအေးပြီးရက်တန်းသလောက်ဖြစ်နေတယ်လို့စံကုန်စီတိုင်းအသင်းကပြောပါတယ်ဒေါ်တာယာကသတင်းပေးပို့ထားတာပါစတေမာလောက်မှာပြုလုပ်လေးရှိတဲ့တရုတ်လမ်းမောက်ပွဲတော်ကြောင့်မူဆယ်ဘက်မှာဆန်ရောင်းဝယ်အိနေတယ်လို့ဆန်စင်းနှုံးတွေနဲ့တင်ဖို့ကတွေပါကြာဆင်းနေပါတယ်။လက်ရှိအခြေအနေကြာဆိုတော့သူကရောင်းဝယ်ရက်တန်းရာဖြစ်သွားတဲ့အတွက်ဗမာပြည်ကဆန်စင်းနှုံးကကျသွားတယ်။ကားကားတွေကလည်း80ရာနေပြီးတော့90ဆိုတော့ကားကားတွေကလည်းဈေးတုံးကျသွားတယ်။ ူတော့ဆိုတော့ဒီရပိုင်းကတော့သူတို့ဘုံပွဲတော်နဲ့ပြင်ပတဲ့အချိန်ဆိုတော့ရောင်းဝယ်ပြန်ရတာပေါ့သူတို့ပွဲတော်ရှိစေတဲ့အချိန်တော်တော်များများတော့ရတာများပါဘူးမူဆယ်ဘက်ကိုရန်ကုန်မန္တလေးစကိုင်းအယဝတီတိုင်းတို့ဘက်ကနေဆန်ပြောင်းနေတင်မိုးမှုတွေရှိနေပါတယ်။အများဆုံးတင်မိုးနေတဲ့ဆန်အမျိုးအစားတွေကငစိန်၊အမထ၊ခွန်လေးခွန်၊ရှင်းသွဲ၊တီးထက်၊နှွေရှယ်တို့ဖြစ်ပါတယ်။တို့ပွဲတော်ရက်တွေဆိုရင်လားကြပါတယ်။အဲ့လိုရက်မျိုးမှဆိုရင် အဝယ်ကသူတို့ဘက်မှာအဲဟိုဟာရောက်40လာဝယ်မဲ့နေရာမှာအယောက်20ပဲဝယ်နေတယ်15ရောက်ပဲဝယ်နေဆိုရင်ဒါတမန်ပေါ့အဲကျွန်တော်ဘက်က supply ကြတော့များနေတယ်အဲ့လိုအချိန်တွေမျိုးမှာပစ္စည်းတွေကစုပုံနေတဲ့အချိန်တွေမျိုးမှာကျတော့ဒီလိုအနေနဲ့ကဈေးကိုလျှော့ချပြီးပွဲယူရတဲ့အတွက်ဆိုဒီရက်ပိုင်းလေးပေါ့3-4ရက်3-5ရက်အတွင်းမှာတော့ဈေးရတော့တဲ့တအိတ်ချင်းစီကို2000 300လောက် ေးတော့အေးသွားတယ်သဘောပေါ့နော်လက်ရှိမူဆယ်ဆန်စည်းကွက်မှာပစ္စည်းတွေကိုတော်မှာစုပုံနေတာကြောင့်တအိတ်တရံတရံအထိချောချသွားပြီးဆန်အမျိုးအစားတိုင်းတအိတ်152ရွယ်မှာ154ရွယ်ဒီသာဈေးပေါက်နေပါတယ်မူဆယ်ဘက်ကိုကုန်စည်ပို့ဆောင်ဆက်သွယ်ရမှာအခက်အခဲတွေရှိနေကြောင်းမူဆယ်ဆန်စမကုန်စည်တိုင်းကပြောပါတယ်ဒီလမ်းကြောင်းမှာဆိုရင်ကျွန်တော်ဒီရန်ကုန်နဲ့မူဆယ်ကိုရောက်ဖို့ဆိုရင်ဒီ ဒါကိတ်ပေါ့နော်ဒီ BOD စနစ်နဲ့ဗန်ဒါကြီးတောက်ခံတဲ့ဟာဆို22ကိတ်လောက်ရှိတယ်ပြီးရင်မမြင်နိုင်တဲ့ဒီကားနေပြီးတော့ပေးရတဲ့အပူစီဝဆောင်စေးတွေလည်းရှိတယ်အဲအဲ့လိုမျိုးစေးတွေကြတော့တကယ်လို့ချော့ချနိုင်ခဲ့မယ်ဆိုရင်တော့ကျွန်တော်ဒီငယ်ဆက်ကုံတွေဒီအတွက်ဆိုတော့ပို့ပြီးတော့ကောင်းမှာပေါ့အဲမလိုလားအပ်တဲ့အပူဆောင်စေးတွေဥမာ X-ray ကလိုပါမျိုးကျွန်တော်ပူဆောင်စေးတွေပေးရတာရှိတယ်အရင် မူဆယ်မှာစံစင်းနှုတ်နေကြသွားသလိုပြည်တွင်းစံစည်းဘွက်မှာလည်းစံတအိတ်ကျက်900ကနေ1000ကျားစည်းကြသွားပါတယ်။ကျမတာယာသတင်းပေးပို့ထားတာဖြစ်ပါတယ်ရှင်။